အဲ့လိုတော့မဆိုးဘူးအဲ့လိုမျိုးလှူတာတန်းတာပေးတာကန်းတာဆိုတော့ तू ကလုံးဝမလှူဘူး तू ကိုယ်တိုင်းတော့အပြန်ပြန်လာပြော့ပြရတယ်ကျွန်တော်လှူတာတန်းတာကြရင်မချုပ်ချင်လှူတနေရာမှာအတန်ကြလို့ကျွန်တော်လှူချင်သေးရှိပြီလို့ပြောလိုက်တဲ့ခါကျလှူအဲ့လိုမျိုးတော့ပံမိုးပေးလိုက်ပြေတာတွေပေါ့ဗျာမလိုအပ်တာတွေကိုမသုံးဘူးအဲ့လိုလေးတွေပြောတာပါပြန်လာရင်စစ်တယ်ဆိုတာလည်းမလိုအပ်တာတွေကိုသုံးပြီးမှဆိုလို့တောင်းတဲ့ခါကျရင်လည်းပေးပါတယ် ။တမကားလေးရှိမှဓာတ်ပုံလေးဒီလိုလေးရိုက်လိုက်တာတော့မှပဲကျွန်တော်ကိုကားကြီးချိန်သွားပြီးတထေးကြီးဆိုပြီးပတ်သက်ကြီးတဲ့လူနဲ့ဝိုင်းဆဲတဲ့လူနဲ့အဲ့လိုမျိုးတွေကြုံရပါလေ။မရှိပါဘူး။အရင်လည်းမအံ့နိုင်ပါဘူး။ဝင်းပါဘူးလို့စားဖို့တော့ဖို့လောက်ကလေးပဲအံ့နိုင်ပါလား။မမမပါဘူးကျွန်တော်ကားလည်းမချိန်ပါဘူးတထေးလည်းမဖြစ်ပါဘူးခင်ဗျာစားနိုင်တောင်းနိုင်လောက်ကိုသမင်းနှမ်းမအောင်လို့ပါခင်ဗျာ ီနေ့လာတဲ့အားလေးကတော့ကျွန်တော်ပါတဲ့ဒီတင်နှုံးသားဆိုတဲ့ဇလန်းတွဲဒါကျွန်တော်ဘွားရဲ့ပထမဆုံးစရိုက်တဲ့ဇလန်းတွဲရာလေဆရာတို့ဒါမိတ်ဆက်ပွဲလေးရှိတယ်ပြီးတော့အခြားစကားကောင်းတွေလည်းအများကြီးမိတ်ဆက်ပွဲရှိတယ်ဆိုတော့အဲကျွန်တော်ဆရာပွဲဆိုတော့တလေးတစားနဲ့ကျွန်တော်တက်လာတာပါကျွန်တော်ကိုယ်တိုင်လည်းပါရဲ့တော့ဟုတ်ဆရာစရီးရဲ့အဲ့ဒါဒါကောင်းတဲ့ဟိုပါကျွန်တော်တို့လူငယ်တွေအနေနဲ့အရန်သဘောကျချီးကျူးရတဲ့ချက်ပေါ့ကျွန်တော်ဗနဲ့မဟုတ်ဘူးဘယ်အစ်စ်ဘသူ့ကိုမဆိုအဟောင်းနေဆိုပို့ဆိုးတာပေါ့သူကပို့လေးစားတာပေါ့ ကျွန်တော်တို့အစ်တတွေဆိုရင်ဘယ်နေရာဖြစ်ဖြစ်သူအများနဲ့နေရာပေးတယ်အများနဲ့တလေးတစားနဲ့ဘယ်ပွဲလေးဖြစ်ဖြစ်ဖိတ်တယ်ပေါ့ဟောအဲ့လိုမျိုးအဓိကလေလူတိုင်းလူတိုင်းကတော့လောဘရှိတဲ့သူတွေတော်တော်များများတော့ကိုယ်လုတ်တဲ့အလုပ်ကိုဘယ်တော့မှကျင်တတ်မှာမဟုတ်ကျွန်တော်လည်းဒီတိုင်းပဲဘယ်တော့မှကျင်တတ်မှာမဟုတ်ဘူးထိတ်ဆုံးရောက်ဖို့ဆိုတာဝေးပါပဲလောလောဆယ်ကစူးစမ်းနေတဲ့ကာလလေးတစ်ခုပဲအရင်ကပဲကျွန်တော်တို့ဟိုစူးစမ်းနေရတယ် နေနေတိုင်းနေတိုင်းကြိုးစားနေရတယ်ထိတ်ဆုံးရောက်ဖို့ဆိုတော့တော်တော်မလွယ်ပါဘူး။ဘာကြောင့်လဲဆိုတော့ရှေ့မှာလုံနေတဲ့သူတွေတော်တော်မများတောင်းထိတ်ဆုံးရောက်ဖို့တော့တော်တော်ကြီးကြိုးစားရတာဆိုတော့လေကိုယ့်ကိုအားရကျင်နေမှုရှိလားဆိုလင်ငါချောင်းနဲ့တွဲမှာလဲအားရကျင်နေမှုမရှိပါဘူး။နောက်လဲဒေတာမကကြိုးစားမှာပါဟုတ်။အားဆိုင်မှာလောက်ခဲ့တာပေါ့ကျွန်တော်2010လေ2010ကနေပြီးတော့2000နဲ့မှ16ဒီ2010ကနေ2016ဒီဆက်ဟုန်နေရန်ကုန်လှိုင်းသာစက်မှုဆောင်တော်ဝိုင်းမှာကျွန်တော်မလုပ်ဘူးတဲ့ဆက်တော်တော်ဆက်ကြတယ် အထက်ချုပ်သုံးသုံးယုံလုပ်ဘူးတယ်ဟိုစက်ပြင်းရပါလီလုပ်ဘူးတယ်ကြာတဲ့ဆိုင်ုံတွေလုပ်ဘူးတယ် marketing တွေလုပ်ဘူးတယ်အများကြီးပါပဲကျွန်တော်ပြန်ပြောရင်တော့ဟုတ်ရန်ကုန်ရောက်တဲ့ဟိုကကျွန်တော်နာမည်အရင်းကိုမခေါ်ဘဲနဲ့မုံညိုသားမို့လို့မုံညိုမုံညိုလို့ခေါ်တာဟုတ်ကျွန်တော်သဘောကျပြီးတော့အဲ့နာမည်လေးတွင်သွားတာဟုတ်ဟုတ်တယ်အဓိကကျွန်တော်အများနဲ့ရှေ့ interview တွေပြောဖို့ပါတယ်အဆင်မပြေလို့ covid မှာအလုပ်ပြုတ်သွားလေ covid first week မှာအဲအလုပ်တွေ short တဲ့ထဲမှာပါသွားတယ်အဲ့ကနေစိတ်ညစ်ပြီးတော့ tiktok တွေစော်ရင်းနေပေါ့အဓိက အဲ့မှာတက်တော့စော့တယ်ဆိုပေမဲ့အဲ့ကြမှာဒုံးဆိုပြီးတော့စလုံတာတော့မဟုတ်ဘူးအရင်စက်ယုံလုံဆိုတဲ့ဟိုကတခြားကျွန်တော် ID အလုံးနဲ့ပတ်သက်ပြီးတော့အမြဲတမ်းလေ့လာတယ်ဇညုံးနေလိုက်ပညာတွေတူတယ်အများကြီးပါပဲကျွန်တော်ခုနှစ်နှစ်ရှစ်တန်းဆိုတော့ဟိုကရွာရဲ့ចောင်းកាပွဲတွေကျွန်တော်ဒီဇောင်းတိုင်းပွဲတွေဆိုလို့ရှိရင်စင်မော်တက်ပြီးတော့ကျွန်တော်တို့ပြဿကာလာတော့ဘာလို့လုပ်တယ်ဒီအများကြီးပါပဲကျွန်တော်တို့ဘွာဇက်နာလေးဆိုတော့ တချို့တွေဆိုရည်တာပေါ့တချို့တွေဆိုကျွန်တော်တို့ကဇက်နာတဲ့လူတွေတော့အများကြီးပါဘူးကျွန်တော်တို့ကြတော့လဲကျွန်တော်တို့ရည်ဝဲချက်နေပေါ့နည်းနည်းပါနည်းငါဖြစ်ချင်တာဒီမဖြစ်ဘူးအဲ့ဒီတော့ငါရန်ကုန်တက်မှဖြစ်မယ်ရန်ကုန်မသားလေးလလန်းမိမယ်ဆိုအဲ့လိုလေးကြီးပေါ့ကျွန်တော်တို့ဟုတ်လက်ရှိကတော့ပိုင်ဆိုင်မှုတွေကတော့ချွတ်တောင်ကြမှာနှလုံးချွတ်တောင်ကြမှာနှလုံးဟိုကားလည်း၃စီးပေါ့တစည်းကတော့မနက်ကကလေးတယောက်တက်နေတော့ပြောင်းဘာမှမရှိပါဘူးအရင်ကြီးပေါ့စက်ရုံစင်းတဲ့ဘဝနဲ့ဒီဘဝလေးနဲ့နည်းနည်းလေးချင်းချက်ကလေးတစ်ခုပဲဖြစ်သွားတာ ချမ်းသာလောက်တဲ့ဒီမဖြစ်သေးဘူးနည်းနည်းလေးစိတ်ဝင်စင်းတဲ့ဘဝနဲ့မတူတဲ့ချင်းချက်ကလေးတစ်ခုလောက်ကလေးပဲရှိတယ်ပုံမလင်းလင်းပြောရင်ကျွန်တော်အမြင်နဲ့ကျွန်တော်အဖေနဲ့မျိုးပြောတယ်ချမ်းသာခြင်းလေလို့ဘာကြောင့်ချမ်းသာခြင်းလဲဆိုတော့အဲမရှိတဲ့သူတွေကိုကြီးခြင်းလို့အမြဲတမ်းပါပဲကျွန်တော်နောက်မှာအမြဲတမ်းလိုက်နေကလေးဆိုသိတယ်လူတွေဆိုရင်အမြဲတမ်းကိုကျွန်တော်ကူညီခြင်းနဲ့မရှိတဲ့လူတွေဆိုရင်အဲအဲ့ဒီဘဝလေးတော့ရကျင်နေတယ်ကိုအဲ့ဒီစီစဉ်ကိုခံစားခြင်းတော့မဟုတ်ဘူးရှိတာပေါ့ဟိုလာဆိုလို့ရှင်လို့ရှင်လို့ရှင်တချင်းတော့ဆိုတယ်အဲ့မှာဟို တချင်းသွားဆိုတော့ရွာတော့မပြောတော့ပါဟိုအဲ့ရွာကယင်ဖွင့်လိုက်တယ်ကိုကြီးတယောက်ကဒီမိသားစုတော့ဒီလိုဒီလိုခက်ခဲရှိတယ်ဆိုလဲဆိုတော့အာဆန်၃လသာဝယ်ပေးခဲ့တယ်ရွာလေးတော့မပြောတော့ပါဘူးအဲ့ပိုင်ရှင်တွေကပြောတာမဟုတ်ပါဘူးတချင်းသွားဆိုတော့အဲ့ရွာကကိုကြီးကပြောတာဒီမိသားစုကခက်ခဲတယ်ဒီလိုလိုရှိတယ်ဆိုတော့ကြည့်တော့လေတနာတာနဲ့အဲ့ဒါဆန်၃လသာလဲဝယ်ပေးခဲ့တယ်ဒီကနေပြီးတော့ယူသွားတဲ့အိမ်တွေတော်တဲ့အိမ်တွေလည်းပဲပေးခဲ့တယ်အဲ့လိုတော့မဆိုးဘူးအဲ့လိုမျိုးလှူတာတန်းတာပေးတာကလည်းဆိုတော့ तू ကလုံးဝမလှူဘူး तू ကိုယ်တိုင်တော့ အဲ့ပြန်ပြန်လာပြောပြရလေကျွန်တော်ဘယ်ချင်းဆိုရင်လေထားဟိုပေါက်ကရတွေအဲ့လိုမျိုးတွေရှောက်ရှောက်ပြီးတော့ဟိုအန်တီယန်ကြမှာမဟုတ်ဘူးကအန်နာမဟုတ်ပါမိုးမိုးပေးတာပါတခါကျရင်ကလေးတွေပေါ့ညီမလေးတွေဘာတွေဟိုဟာအထင်မပြေဘူးပါညာကြားလို့ရှင်မိုးမိုးလေးဘာတွေလှမ့်ပေးတာပေါ့အဲ့ဒါဘယ်မှစီးရစီဘယ်လိုပြောလဲအလှူလေးနဲ့ရောချတာပေါ့အမပါဘူးဒါကျွန်တော်စတာပါတခါတလေမှကလေးတွေမိုးမိုးပေးတာပါညီမလေးတွေလည်းအမြဲတမ်းကြီးနဲ့မပေးနိုင်ပါဘူးချမ်းလည်းမချမ်းသာရဲတော့ပေါ်တော်လေးကတော့မမေ့ရလေးအပင်နဲ့မေဟိုဟာ ဒီဒီသတင်းကြိုလာပြေတော့ကတော့အောင်ဆိုပြီးတော့ပြန်သွားတော့ပြန်လဲပြန်လာရောကျွန်ဒီတာဝရီအကျော်မာလေးအကိုကြီးတယောက်ကစိုက်ကားလေးနဲ့အကိုကြီးတယောက်မဟုတ်ဦးလေးတယောက်ကစိုက်ကားလေးနဲ့ကျွန်တော်တို့အခေါင်းဟောပါအော်လာတော့ပို့မမရလေးကျွန်တော်ပို့ရမှာလေးကျွန်တော်တခါမှကျွန်တော်အဲ့လိုမျိုးသွားရင်တွေ့ခဲတယ်ဗျတချို့တွေအဲ့ဒီချိန်မှာကျွန်တော်နောက်မှာပါလာရေးဗျာကားတကားတွေပဲကားတကားတွေပဲဖတ်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 တဲ့ဘာညာတွေလောက်နော်လောကကျွန်တော်အတူရှိမှာကားရက်လိုက်တယ်ရက်လက်ရောက်ကိုကြီးဘယ်သွားမလို့လဲဆိုတော့ तू က တော့ဗျကျွန်တော်အဲဗီဒီယိုကလေးတောင်ရှိတယ်ကျွန်တော်လိုင်းပေါ်သားမတင်တာရှိတယ်အခေါင်းလေးကိုကြွကြွကြီးအမင်းနဲ့ပတ်လဲပြီးတော့ဆက်ကားပေါ်လေးမှာနေပြီ तू ကဟိုပိုင်ရှင်နေမှာတဲ့ဥစ္စာကိုသူက order သွားပို့ရတာပေါ့ဟာဒီလိုလုံးမှာလဲဒီမှာချိုးတွေကလည်းပြန်ပြီးတော့အရန်ယူမောနေတာလေဆန်းရေဆန်းယူနေရတယ်လို့အဲ့နဲ့ကျွန်တော်နင်းလဲပြင်ပြီးတော့သူ့ရှေ့မှာကားရရပြီးတော့မေးလိုက်တာဘိုးကြီးခဏဆိုဘယ်သွားမလို့လဲဆိုတော့ order သွားပို့မလို့တဲ့ဆိုပြောလိုက်ပြောအဲ့နဲ့ကျွန်တော်နဲ့ပါတဲ့လူတွေကဘာဖြစ်လို့လဲအတိတ်ညွှန်ရင်မကောင်းတာဟုတ်တဲ့ ခေါင်းပေါ်ပို့တာဟုတ်တယ်ဘာဖြစ်လို့ကာရက်ကတာလဲဆိုတော့အဲ့ဒါနဲ့ကျွန်တော်နဲ့အောင်စကားတွေပြချတယ်မစည်းချင်းစင်းလို့လူကတနေ့ဒီလမ်းမှာသွားမှာပဲလို့လောတဲ့တည်တဲ့လူကိုငါပြောနေတာမဟုတ်ဒီအကိုကြီးရမ်းပင်မန်းလို့လို့သူ့ဘွားလေးမှာလို့ဆိုမမရလေးအဲ့ဒါလေးရိုက်လာတယ်အဲ့ဒါလေးလူတော့အဲ့ကိုကြီးကိုတုံးတုံးလားမသိဘူးအဲ့လောက်ကလေးပဲလှူလိုက်ရတာလူလေအဲ့ကိုကြီးကတော့နဲလို့တဲ့ပြန်လိုက်လာကျွန်တော်ပြောနေတာငါလို့အဲ့ခေါင်းကွာဖို့တဲ့အကိုကြီးကိုလို့အရန်တနာလို့ဆိုပြီးတော့ငါလို့တုံးတုံးလှူလိုက်တယ်လို့ ဆိုပြလဲပြောအဲ့ဒါပြန်လဲပြန်အောင်အေးအိုက်ကိုကြီးကို3000နဲ့လူပါနဲလို့တဲ့တခြားလေးတွေများများလေးလူခဲ့ပါလားဆိုမမရလေးပေါ့အဲ့လိုမျိုးလေးကြာပီတိဖြစ်ရတယ်အမှုပညာလုပ်တဲ့အမှုပညာသမားတွေလူရှင်တော်တွေအသက်ကြီးသွားတဲ့ခါကျတော့လေချွချွတလေးလေးနေရတာကိုသူကိုယ်တိုင်လည်းမြင်နေပြီးတော့ကိုကိုယ်တိုင်လည်းအဲ့လိုလေးတွေလှူပွင့်ရတယ်ပေါ့သူကနေခြင်းနဲ့ကိုကိုယ်တိုင်လည်းအဲ့ဒီဘဝမှာနေရမှာကိုသူကကြောက်တယ်ကြောက်တဲ့အခါကျတော့အသုံးနဲ့အဖြုံးနဲ့သူကကွဲအောင်လုပ်တာလှူတာတန်းတာကြရင်မချုပ်ချယ်လှူ တနေရာမှာအတန်ကြလို့ကျွန်တော်လူကျင်သေးရှိပြီလို့ပြောလိုက်တဲ့ခါကျလူအဲ့လိုမျိုးတော့ပံမိုးပေးလိုက်အဆင်မပြေတာလေးပေါ့ဗျာမလိုအပ်တာတွေကိုမသုံးဖို့အဲ့လိုလေးတွေပြောတာပါပြန်လာရင်စစ်တယ်ဆိုတာလည်းမလိုအပ်တာတွေကိုသုံးမိမှာဆိုလို့ဟိုတောင်းတဲ့ခါကျရင်လည်းပေးပါဟိုတလုံးများများအလုပ်တွေဖုံးဆက်ပြီဆိုရင်ကျွန်တော်ကင်တာများပါတယ်ကင်တယ်ကင်တယ်များတဲ့ခါကျပွဲငားတွေနဲ့တော့ဘောပုံမှန်ကျေးကျေးပေါ့ဗျာဟိုအဲ့လိုပဲပြောထတာပေါ့ပုံမှန်ကျေးပေါ့ပုံမှန်ကျေးဟိုမှာတခါတခါကြာရင်ဟို ပွင့်ကားတွေမဟုတ်ပြန်ပေးတယ်။နေရီမှာကြုံတဲ့သူတွေရှိရင်အလိုမျိုးလေးတွေပြန်လှူရတန်းတယ်ပေါ့အဲ့ဒါလေးပါပဲပုံမှန်ပါပဲသူသိပါတယ်အဲ့ဒါကျွန်တော်လေးကားလေးနဲ့ပြောပြအောင်မယ်။တမျှကားလေးရှိမှဓာတ်ပုံလေးဒီလိုလေးရိုက်လိုက်ထားတာအောင်မှာပဲကျွန်တော်ကားကြီးချင်းသွားပြီးတထေးကြီးဆိုပြီးပတ်ဆက်ကြီးတဲ့လူနဲ့ဝိုင်းဆဲတဲ့လူနဲ့အဲ့လိုမျိုးလေးကြုံရပါလေ။မရှိပါဘူးအရင်လည်းမအံ့နိုင်ပါဘူးဝင်းပါဘူးလို့စားဖို့တောက်ဖို့လောက်ကလေးပဲအံ့နိုင်ပါလား။ မဟုတ်မဟုတ်ပါဘူးကျွန်တော်ကားလည်းမချိန်ပါဘူးတထွေးလည်းမဖြစ်ပါဘူးခင်ဗျာစားနိုင်တောင်းနိုင်လောက်ကိုသမင်းနှမ်းမအောင်လို့ပါအရန်ကျေသူတင်ပါတယ်ခင်ဗျာအဲကျွန်တော်ဟာသတွေအရန်ကျဲနေတယ်ဆိုလဲကျွန်တော်သိပါတယ်တော်တော့တယ်နယ်ဘက်တွေမှာလည်းတချင်းတွေစိုးနေတာနဲ့ပြီးတော့ဟိုမမရလေးပဲပညာပေးလေးတွေဇက်တိုက်ရိုက်ဖို့ရှိနေတဲ့အတွက်ခုကျွန်တော်သဘင်တော်မညက်ဘူး၎င်းမိုးတော်မှာပဲစောစောကမှမာမီကကျွန်တော်ကကြီးတွေနဲ့ညက်ပေးလိုက်တာ၎င်းမိုးတွေဒီတိထားနေတာစောစောက တို့ကပညာပေးလေးရိုက်ဖို့ရှိလို့ဇက်ကလေးနဲ့လိုက်အောင်ဆိုထားတာအဲကြောင့်မလို့အဲနောက်ထပ်ပြီးတော့လည်းအများကြီးဇလန်းတိုတွေပညာပေးတွေအများကြီးလာအောင်ပါအားပေးကြပါအောင်အားလုံးကျမ်းမှချမ်းသာကြပါလေဟုတ်